မင်္ဂလာပါရှင် MFB ရဲ့တနေ့တာညာမြေတဲ့အစီအစဉ်ကနေကြိုဆိုပါရစေ။ကျွန်မကတော့အစီအစဉ်တစ်ဆက်သူမူအိမ်ကျဲပါ။စကိုင်းတိုင်းကမလူနဲ့တင်တော်ရွာကိုစိုးစုကလေးချောင်းနဲ့ဘုံကျဲတိုက်ခိုက်လို့6ဦးသေဆုံးပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါရစေ။စိုးစုကတင်တော်ရွာကိုအေပီလ20ရက်မနေ့ကည9:00နာရီခန့်ကတရောင်းကနေတက်လာတဲ့ဂျက်ဖိုက်တာနဲ့နှစ်ကြိမ်ဘုံကျဲပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးကျေးရွာအတွင်ကမမှုချိုကိုစိုးမင်းတို့နေအိမ် ဈေးဆိုင်ကိုကြားရောက်ပောက်ကွဲခဲ့တာကြောင့်အမျိုးသား၃ဦးနဲ့အမျိုးသမီး၃ဦးစုစုပေါင်း၆ဦးသေဆုံးခဲ့ရတာပါ။ဆိုးဆူရဲ့ဘုံကျဲပြစ်ခတ်တိုက်ခိုက်မှုကြောင့်အဲ့ဒီနေအိမ်ဈေးဆိုင်အတွင်းမှာရှိတဲ့အသက်20အရွယ်မမီသေးအသက်50အရွယ်ဒေါ်စောဒေါ်ခင်မာနှင်းနဲ့ဦးကျော်ကြီး အသက်30အရွယ်ကိုမင်းမင်းခကချားနဲ့ကိုဖိုးမိုးတို့ထိခိုက်သေဆုံးခဲ့ရတာပါ။ တင်တော်ရွာဟာဆောစု9000ဘို့အထိုင်စကန်အနည်းမှရှိတာမို့ဒေသခံတွေဟာကျေးရွာတဲ့တိတ်မနေကြပဲရွာပြင်ထွက်နေကြတာများပြီးအခုနောက်ပိုင်းမှသာရွာထဲပြန်လည်ဝင်ရောက်နေထိုင်ကဈေးရောင်းဈေးဝယ်လုပ်နေကြတာလည်းဖြစ်ပါတယ်။ဆောစုလေကြောင်းတိုက်ခိုက်သွားတဲ့နေဟာတင်တော်ရွာမှာအကြီးဆုံးကုန်စုံဆိုင်ကြီးဖြစ်တယ်လို့ကျွန်းလာကမ်ဘလူတကြွလှူရှားသူများအဖွဲ့ကမ်ဘလူခရိုင်အဖွဲ့ကဆိုပါတယ်။ ီးခဲ့တဲ့နှစ်2024ခုနှစ်ဖေဖော်ဝါရီတရက်ကလည်းတင်တော်ရွာကိုစိုးစုကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသေးတယ်။စကိုင်းနိုင်ရင်းမပင်မျိုးနဲ့အတွင်းနှစ်စဉ်ကျင်းပမည်ရိုးရပွဲတစ်ခုဖြစ်တဲ့ဘိုးတော်ကြီးနှစ်ပွဲကိုယခုနှစ်မှာအောင်မြင်စွာကျင်းပနိုင်ခဲ့တယ်လို့ဒေသခံတွေနဲ့ပွဲလာသူတွေက MMB ကိုပြောပါတယ်။ရင်းမပင်နယ်ကိုစိုးစုကနေ့စဉ်ရက်ဆက်တိုက်လေရင်ရဟယင်စက်တက်လေထွေးတွေနဲ့ ဒရုန်းတွေသုံးကဘုံကျဲတက်ဖြတ်နေတဲ့ကြားကဘိုးတော်ကြီးနှပွဲကိုကျင်ပါခဲ့တာပါအဆိုပါနှစ်ပွဲကိုတကူလာပြည့်ကျော်9ရက်ကနေလာပြည့်ကျော်10ရက်အထိ4ရက်ကြာကျင်းပခဲ့ပြီးအထိုက်အသင့်လူစီကားခဲ့တယ်လို့ဆိုပါရယ်ဘိုးတော်ကြီးဘွဲကကိုဗစ်ကာလပဲနားခဲ့တာအာနာသိန်းစာနှစ်မှာတော့ဈေးတွေလူတွေမစီကားဘူးအခုနှစ်တော့အရင်နှစ်တွေထက် လူပိုစီကားတယ်လို့ဒေသခံတို့က MFP ကိုပြောပါရယ် ဘိုးတော်ကြီးနှစ်ပွဲမှာဒေသထွက်ဖြာစကောနှချီကျိုးဒါအဝတ်အထည်အစားအသောက်တွေလာရောက်ရောင်းချကြပြီးလက်တက်လာတဲ့ပြည်သူတွေမှာလည်းစီကားစွာလာရောက်ကြတယ်လို့ဆိုပါတယ်အဆိုပါနှစ်ပွဲကိုဘိုးတော်ကြီးပွဲဘာကြီးပွဲ တောင်ဦးဘရင်ပွဲလို့ခေါ်ကြပြီးအမေရင်ရင်နဲ့မောင်နှမတော်ဆက်တယ်လို့လဲသမိုင်းဆက်ကိုအခြေခံပြီး ဒေသခံတွေကပြောပါတယ်ရင်းမဲ့ပင်မှာပြီးခဲ့တဲ့တပေါင်းလာကလည်း အမေရင်ရင်ပွဲတော်ကိုကျင်းပခဲ့ပါသေးတယ်။ရမေမင်ခရိုင်အတွင်းအလူပွဲနှစ်ပွဲတွေကျင်းပနေပေမဲ့စိုးစုကစိတ်ထင်တိုင်းရှံပြိုဘုံကျဲတက်ဖြစ်နေလို့စိုးရင်စိတ်တွေနဲ့ကျင်းပနေရတယ်လို့ဒေသခံတွေကပြောပါတယ်။မန္တလေးတိုင်းတပေကျင်းမြို့နယ်ရေထွက်ကျေးရွာကိုစိုးစုကဘုံကျဲတက်ဖြတ်ခဲ့ရကြောင်းကလေးငယ်တွေအပါအဝင်ပြည်သူ28ဦးသေဆုံးခဲ့ပါတယ်။အေဗီလာ19ရဲ့မွန်လွဲပိုင်းမှာစိုးစုကတိုက်လေနဲ့ဘုံကျဲတက်ဖြတ်ခဲ့ရမှာ ဧပြီလ20ရက်မနေ့ပိုင်းတိရေထွက်ရွာဘုံထီမန်နဲ့အဆောက်အုံတွေကြားကအလောင်း29လောင်းတွေ့ရှိထားပြီး အလောင်းရှာမရသေးပဲပျောက်ဆုံးနေသူကိုဦးရှိကဒဏ်ရသူတွေတဲကတချို့လဲတေဆုံးတယ်လို့တပိတ်ချင်းမြို့နယ်ပကဖတပ်ဖွဲ့ဝင်တူကပြောပါတယ်။အလောင်းတချို့လွင့်စင်ပြီးတစ်ပင်ပေါ်မှာချိတ်နေတဲ့အထိဘုံပေါက်ကွဲအားကပြင်းထန်ခဲ့တယ်လို့ဒေသခံတူကပြောပါတယ်။ရေထွက်ကြရရွာလဲဈေးဆိုင်ကိုစိုးစုကတိုက်လေနဲ့ဘုံကျဲခဲ့တာဖြစ်ပြီး 73စီအယောင်ဆိုင်ပေါ်ကြာရောက်ပောက်ကွဲခဲ့တာကြောင့်ကလေးငယ်တွေနဲ့အမျိုးသမီးတွေအပေါင်းဝင်အရက်သားပြည်သူဒါဇင်နဲ့ချီမိလောင်တည်ဆုံးသလိုဈေးဆိုင်နဲ့အိုးအိမ်တွေမိလောင်ပျက်စီးခဲ့တာဖြစ်ပါတယ်။အလောင်းတွေကိုကောက်ယူလို့မပြီးသေးပဲအဲ့ဒီလို အလောင်းကောက်တန်ရှင်းလုပ်နေသူတွေကိုစုပ်စုက မနေ့ကမိုးလွဲပိုင်းမှာထပ်မံဘုံကျဲတက်ဖြတ်ခဲ့ပါသေးတယ်။စကိုင်းနိုင်ရှင်မျိုးနဲ့ကွန်ဆက်ရွာစတင်ကြောင်းကို မနေ့ကညနေပိုင်းမှာစောစုကတိုက်လေနဲ့ပုံကျက်တက်ဖြတ်ခဲ့လို့မီးပွားကာနီကိုဝင်ဆောင်အပါဝင်အမျိုးသမီးနှစ်ဦးသေဆုံးကကိုဦးတန်ရရတယ်လို့ဒေသခံသတင်းမြစ်တွေက MFP ကိုပြောပါရယ်။ AB လား20ရဲ့ညနေ3နာရီခွဲလောက်မှာရွှေဘိုမြို့နယ်ကွန်ဆက်ရွာစာတင်ကျောင်းကိုစောစုကဂျက်ဖိုက်တာတိုက်လေနဲ့ပုံကျက်တက်ဖြတ်ခဲ့တာပါ။ပုံကျက်ခံရလို့မီးပွားကာနီကိုဝင်တဲ့အပါဝင်အမျိုးသမီးနှစ်ဦးပွဲချင်းပြီးသေဆုံးကကိုဦးတန်ရရတယ်လို့ဒေသခံတွေကပြောပါရယ်။ ေဆုံးသူကိုဝင်တဲ့အမျိုးသမီးကိုအရေးပေါ်ခွဲစိတ်ကဘိုက်တဲကကလေးကိုကယ်တင်နိုင်ဖို့စူးစမ်းခဲ့ပေမဲ့ကလေးပါအသက်ဆုံးရှုံးခဲ့ရတယ်လို့ဒေသခံတွေကဆိုပါတယ်။ကိုဝင်စိတ်ရွာဟာဆိုးဆုနဲ့ပြူစောဒီတွေအထိုင်ချတဆွဲထားတဲ့ပလိုင်းခေါ်ပန်းလိုက်ရွာပြူစကန်နဲ့သုံးမိုင်ကန်အကွာမှာရှိပြီးမကြာခဏဆိုးဆုနဲ့ပြူတွေကစီနေလူရဲ့လူသက်မိရှိုတာတွေခံနေရတာပါ။ မန္တလေးမြို့ကငလင်ဘေးသင်းပြည်သူတွေအနေနဲ့ငလင်လှုပ်ခတ်ပြီးတဲ့နောက်တလာနီးပါးကြာတဲ့အချိန်လေးယာယီကဲဆေးစကန်တွေနဲ့အခြားဘေးလွတ်ရာနေရာတွေမှာအခက်အခဲမျိုးစုံနဲ့နေထိုင်ကြရဆက်ဖြစ်ပြီးအများစုကအိမ်ပြန်နေထိုင်မှုအဆင်မပြေကြသေးဘူးလို့မြို့ခံတွေနဲ့ကုညီကဲဆေးလှုပ်ဆောင်ပေးနေသူတွေကပြောပါတယ်။စကိုင်းမြို့ကိုဗဟိုပြုပြီးမလာ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့် နေအဆောက်အုံတွေထိခိုက်ပျက်စီးခဲ့တဲ့မန္တလေးမြို့ကအများစုဟာယာယီကယ်ဆယ်စကန်တွေနဲ့ဗေလွတ်ရနေရာတွေမှာ ပြောင်းရွှေ့နေထိုင်နေကြရဆဲဖြစ်ပါတယ်။ငွေကြေးတက်နိုင်သူတွေကတော့ပြည်ဦးလွင်မြို့နဲ့အခြားဒေသတွေကအမျိုးအစုံတွေရှိတဲ့နေအိမ်တွေမှာပြောင်းရွှေ့နေထိုင်ကြတယ်လို့မြို့ခံတွေကပြောပါတယ်။လက်ရှိမှာငွေကြေးအခက်အခဲတွေကြောင့်ယာယီကယ်ဆယ်စကန်နဲ့အခြားဗေလွတ်ရနေရာတွေမှာပြောင်းရွှေ့နေထိုင်နေကြရတဲ့မြို့ခံပြည်သူတွေဟာနေထိုင်စားသောက်ရေးအခက်အခဲတွေကြုံတွေ့နေရပြီး နောက်ဆက်တဲ့ငလင်ငယ်တွေဆက်လက်လှုပ်ခတ်နေတာကြောင့်လည်းနေပြန်မှုအခက်တွေ့နေရဖြစ်ပါတယ်လက်ရှိမှာငွေကြေးအခက်အခဲတွေကြောင့်ယာယီကဲဆေးစကန်နဲ့အခြားဘေးလွတ်ရာနေရာတွေမှာပြောင်းရွှေ့နေထိုင်ကြရတဲ့မြို့ခံပြည်သူတွေဟာနေထိုင်စားသောက်ရဲ့အခက်အခဲတွေကြုံတွေ့နေရပြီးနောက်ဆက်တဲ့ငလင်းတွေဆက်လက်လှုပ်ခတ်နေရကြောင်းလဲနေအိမ်ပြန်ဖို့အခက်အခဲဖြစ်နေကြပါဒါအပြင်ငလင်းဘေးသင့်ပြည်သူတွေအတွက်စိုးစုကဖွင့်လှစ်ပေးထားတဲ့ယာယီကဲဆေးစကန်တွေမကြာခဏပြောင်းရွှေ့တာ အလှရှင်တွေကယ်ဆယ်စကန်ကိုလာရောက်လှူဒန်းပေးတဲ့အလှပစ္စည်းတွေအိမ်အောင်စုတိုင်းမရတာကယ်ဆယ်စကန်တွေကနေထွက်ခွာသွားပါကပြန်ဝင်လာလို့မရတာစတဲ့အခက်အခဲတွေနဲ့လည်းရင်ဆိုင်ကြုံတွေ့နေရတယ်လို့ကုညီထောက်ပံ့ရေးလှုပ်ဆောင်ပေးနေတဲ့မြို့ခံတို့ကပြောပါတယ်မန္တလေးမြို့ပေါ်ကငလင်ဘေးတင်ပြည်သူတွေဟာအခက်အခဲမျိုးစုံနဲ့ကြုံတွေ့နေကြဆဲဖြစ်သလိုနေပြိုကျပျက်စီးသွားခဲ့တဲ့သူတွေလည်းနေအိမ်တွေကိုဖြိုပြက်နေပေမဲ့အစ်စ်ပြန်ဆောင်ဖို့ငွေကြေးမရှိသေးတာ။ နေအိမ်မပြိုကျသေးပေမဲ့ထိခိုက်ပျက်စီးသွားတဲ့သူတွေလည်းပြုပြင်ဖို့ရမှာငွေကြေးလုံလုံလောက်လောက်မရှိတာတပိုင်းတစပျက်စီးနေတဲ့နေအိမ်အဆောင်တွေထဲမှာနောက်ဆက်တွဲငလင်တွေကြဆက်လက်နေထိုင်ကြရတာတွေကြောင့်ပြန်လည်ထူထောင်ရင်အတွက်ငွေကြေးအကူအညီတွေလိုအပ်နေဆဲဖြစ်တယ်လို့မြို့ခံတွေကပြောပါတယ်။ဒါအပြင်အခုရက်ပိုင်းအတွင်းမန္တလေးမြို့အနီးကိုဗဟိုပြုပြီးအင်အား၄.၅အဆင့်နီးပါးရှိတဲ့ငလင်တွေထပ်မံလှုပ်ခတ်နေရကြောင်း ငလင်တန်တဲ့အဆောက်အုံတွေထပ်မံပြိုကျသလိုမိုးရွာသွန်းမှုကြောင့်လည်းအဆောက်အုံတချို့ထပ်မံပြိုကျတာကြောင့်ငလင်ဘေးသင့်ပြည်သူတွေစိုးရိမ်ထိတ်လန့်နေကြတယ်လို့လည်းရုပ်ခန့်တွေကပြောပါတယ်